ဝဲကျို့ပွဲခင်ခင်တူပါကြီးဖိုးတိန်တယောက်ဒီကနေ့တနေ့လုံးအလုရှုပ်နေလိုက်ပုံများ မနဲ့လင်းငရေကထမင်းအောင်ဖျောက်အောင်မစားရပါဘူးကလေးတွေကတငုံငုံတည်ရီလောက်တာနဲ့ပဲသေးကလေးတော့ကြာပူနာဝဖော်အောင်မဟဲ့ဆိုပြီးရွာမြောက်ဖက်တမတန်းထွက်လာခဲ့တယ်ပါလာတဲ့ရေလဲပစိုးဟောင်းကြီးတဲ့ကျုံညာသမြတမရွက်6တွေထမ်းလာခဲ့ရတာကိုကတော်တော်ပင်ပန်းလာပြီတမရွက်ကလေးလာလို့မဟုတ်ဘူးအသက်ကလည်းကြီးပြီဟာကို 80ကျော်လို60အတွင်းခြေတစ်ဖက်နင်းဆိုတဲ့အိုကြီးအိုမမဟုတ်လားတင်မင်းကမျက်စိမှောက်နေလို့ဒါလေသူနဲ့ရွယ်တူတွေတေချာလာပေါ့ဇလက်ကုန်းရွာကရောင်းရင်ကြီးဘာခိုင်တော့တမျက်မနစ်ကဆုံးသွားရှာပြီသူနဲ့ကိုနယ်ကအသက်ချင်းဘာကွာလို့တော့ကိုရင်ဝက်ဘဝတုန်းကရွှေရင်မကြောင်တချောင်းနဲ့သားတက်ဆရာတဲ့အတွက်ဒီဥရယာနဲ့ဇလက်ကုန်းနှစ်ရွာချားကရွှေရင်မကြောင်ဆရာတော့ဥတိတ်ခိတသည်မှာကာကြီးရေက ကကြည်ရချကကကြည်ရလုံးကြီးတင်ကိခဲကြရတာရံမင်္ဂလံဓွာဓာတ်တ်မင်္ဂလာတုတ်ကအစပရိတ်ကြီးအစုံ ပုံမပါကြုံခဲ့ရတာတင်မုံကြီးကုံအောင်ဒေသာရှင်သာအတူအန်းလာခဲ့ကြတဲ့ငယ်ပေါင်းရောင်ရင်းကြီးတွေတယောက်တယောက်ခေါ်ကြတာတောင်ငထိန်နဲ့ငခိုင်နဲ့ကိုရင်လူထွက်ကြတော့လေတနေ့တည်းတစ်ချိန်နဲ့ပါအတိတေကသလက်ကုန်းရွာက မောင်ပါခိုင်ပြီးပါများကတာကလေးလူဝဲလဲခွင့်ပြုဖို့ ဆရာတော်ထံလာလျှောက်တန်ကြတော့မောင်ဖိုးထိန်တယောက်ဥရယရွာဘက်ကစုံဆိုင်ပြန်ချလာတယ်။ဘာမပြောညာမပြောနဲ့ကိုရင်ဝစ်ကြီးနဲ့မရေးရင်ခွင်နဲ့ခေါင်းခွေဝင်နေပြီးငိုတာပဲ။ငခိုင်ကိုသူ့မိတော်ကလူထွက်ခိုင်းပြီးကျုပ်ကလည်းလူဝဲလဲပြီးတော့ဆိုတတ်ပြီးသွကြီးလှုပ်တော့မိဘများမှသားကလေးပဇင်တက်ပေးဖို့စိတ်ကူးရင်ထားတာကလေးဖြတ်လိုက်ရတယ်။ကျောင်းကိုလိုက်လာတဲ့ပြီးပိုးထိန်ကိုလူဝဲလဲခွင်တောင်းတော့ဆရာတော်ကပြုံးတယ်။ကျုပ်ကထင်သားပဲ။ ကုသလတာလူဝဲလဲရင်တော့ဟောဒီနန်တော်ကနေမမဟုတ်ဘူးလို့ကိုတင်ရဲ့ဘွဲအမိကထားသင့်ထူကိုယူလာဆိုတော့ကိုရင်နန်တော်ဘာခိုင်ရဲ့ဘွဲအမိကခိုင်ကိုယူလို့ကိုရင်ကုသကိုဒါပေမဲ့အဲ့ဒီကိုရင်ဘွဲတွေကအဲ့ဒီနေကပဲသူတို့ဘွားမှာ နေတိတန်ဆုံးသက်သွားတာပါပဲသူတို့ရှင်လိန်ပြန်ညတော့အသက်တွေက၁၄၅နှစ်သားအရွယ်လူပြုံမပေါက်တပေါက်တောင်ဖြစ်နေကြပြီကိုရင်ဘွားတုံးကဇွန်ခန့်ရတာစအံရတာ ကျောင်းဝေယဝိသလောက်ရတာကလွဲလို့ဘာမှပြင်ပြပတ်ပတ်မလောက်ရတဲ့ဖိုးထိန်နောက်တနေ့ကသပြီးမိပါလန်ငုတ်ရတဲ့ကိုင်းနဲ့ဆင်းရတော့တာမိပါများခမတအားရတာပေါ့ဒါပစင်ကလေးမြင်းသိကျင်လွန်းလို့အထက်ဘဝက်ပို့ပါတယ်တင်းကမြင့်သားဟဆိုပြီးအောက်ခုံဆင်းတဲ့ကောင်ကိုပေါ်စမ်းဟဲ့ရာကျဲစမ်းဟဲ့ပြောင်းရိတ်စမ်းဟဲ့ဘဲတနစ်ကုံတနစ်စမ်းနွားနဲ့ဖတ်လို့ယုံခဲ့ရတဲ့ဘဝတွေဆိုတာများပါကြီးပိုးထိန်တယောက မောပန်းကလေးဖြစ်ရင်ငယ်ငယ်ကအကြောင်းတွေစီစိတ်ကရောက်သွားတာပါဂရင်းကလေးချင်းတင်တင်ရှိတာနဲ့ပဲဒံကွက်တဲ့ထိုးဆိုင်ထားတဲ့ပြောင်မှုဘက်စိတ်လိတ်ကြီးဆွဲယူတဲ့ပြီးမင်းကြီးလိုက်တယ်လင်းငားကလောက်ဆက်ဖွာလိုက်မှပဲဂရင်းချင်းကလေးပြေသွားရဲ့အသက်ကလေးရလာတော့ငယ်ဘွားတွေကိုပိုပြီးမြအောင်မေးမိသလားမပြောတတ်ပါဘူးဒီနေ့မနဲ့ကလေးကတမရွဲ၆ထုပ်ကြီးဘေးမှာချပြီးငခိုင်ကိုတရိယာချက်ကတော့ငထိုင်ရေဟေးငထိုင် မီတင်းကုတ်တဲ့တင်ပြင်ခွေထိုင်ပြီးသမင်းချန်ကဲဖက်စားနေတဲ့ကိုဖိုးထိန်တယောက်ကိုဘာခိုင်တန်ကြောင့်ထိတ်ကနေဖြစ်သွားတယ်ဒီကောက်မိုးကြီးချုပ်ကမှဇလက်ကုန်းကနေဘာကိစ္စများကူးလာရပါလိမ့်ပေါ့ခက်ကလာကလည်းကောင်းတာမဟုတ်ဘူးစမိတ်ကုံဘက်ကဂျပန်တွေဒီဘက်ရွာဘက်လာတပ်ပပိသားနဲ့တော်ကြဂျပန်ကင်းလက်အဖွဲ့နဲ့တွုံးနေမှဖြင့်ကိုဖိုးထိန်တို့လူပြိုကြီးဖားဖားမှစစ်ကြီးဖြစ်နေပြီဂျပန်စစ်တပ်တွေကမြင်းကြံမာရောမြေတော်မာရော မြစ်စိတ်တကဂျပန်စစ်သားတွေချထားလိုက်တာဂျမ်းဂျမ်းရိုက်လို့တိုင်းရေးပြည်ရေးစိတ်မအေးတဲ့အထဲဒီကောင်တင့်ရဘုံကတမောက်ကိုဖိုးတိန်တယောက်ထမင်းစလုံးကြီးကိုပဲမော့စဉ်ဝလုံးစုံပေါ်လှန့်တင်နေပြီထမင်းတွေအင်းတွေပေးချမ်းနေတဲ့လက်ကြီးတန်းလန်းနဲ့ပြေးထွက်လိုက်တယ်ဘာကိုင်ကတော့တရှိကြီးတက်လက်ဆလွဲတိုင်းပြီးအိမ်ပေါက်မှာမမကြီးရက်လို့ဟဲ့ကောညာကြီးမင်းကြီးကွာမင်းမို့လာတယ်မင်းနဲ့တော့ခတ်တာပဲငါခိုင်ရာ ခတ်တာတွေပါတယ်အသာထားလိုက်သမှာကိုလူငါတိုင်ပင်စရာရှိလို့လာတယ်ဘာတော့ကွငါမနဲ့ကမြင်းညံရောက်တယ်ဒီလိုကွဘာခိုင်ပြောတဲ့တပောင်စကားကယုံရခက်ကြီးပေမဲ့တဘာဝကြာနေသေးတော့တာပါဂျပန်တွေခြေရှုပ်နေတဲ့စစ်ကြီးကာလအတွင်းမှာကိုဖိုးတိန်တို့နယ်ကားလူတွေလည်းအများနည်းတူတန်းခံကြရတာပါပဲစစ်ကြီးတန်ဆိုတာကအမြောက်တွေဘုံနေတနတ်တွေတုံတုံတတိုင်းတိုင်းအထုခံကြရတာမှမဟုတ်ပါဘူးခဲခါကမကောင်းတော့ ကုန်စည်တွေကူးတမ်းမရှိ မရှိတော့စားရေးဝတ်ရေးနေရေးတွေကပါလိုက်ပြီးကြက်တဲတော့တာပေါ့တကယ်ကိုအသေးကျအနေကျကလာကြီးဆက်ပြတကယ်တန်တချောင်းရွာကိုရောက်ဖို့တောင်ခဲရင်တဲ့အချိန်ဒီကြတဲ့လူတွေယောဂဘယထူပြောလာကြတာလဲပါတယ်လူတော်တော်များများအိုင်းနာကြီးတွေပေါက်ကြတယ်ဖက်ခွက်နာပေါ့ကာလဝမ်းယောဂလိုပလက်ယောဂလိုယောဂသူကြီးတွေကလည်းမထင်ရင်မထင်တယ်လို့မဟုတ်လားရှာရှာပါပါဝေးရတဲ့အထက်ကလေးတွေမှလည်း အဝဲချုပ်ရကြတဲ့တွေ့ကတ်နေတဲ့အဝဲတန်းကြီးတွေဆိုတာများဥရီအပြစ်လိုက်စီလို့မိမတွေခေါင်းကတန်းဦးကဘာဟုတ်လိမ့်မတော့အသားတက်ကလောက်ထွက်ဆိုတဲ့စကားလို့ကိုပေါ်မှာလဲတန်းနေတရွရွနဲ့လူကြီးပဲစိုးစုံကတော့ယာနာတွေပေါက်ကြတာဝဲတွေပေါက်ကြတာပဲညင်းတွေဓာတ်တွေဆိုတာကလည်းတိထလို့ပိုးမွားကကူးတဲ့ယောဂတွေဆိုတော့အနဇက်တွေကဓာတ်လိုက်တယ်လို့ဂွင်းသက်နဲ့လိုက်ပွားနေတော့တာမနေ့နေ့ညတော့မတူဘူး ခြေသလုံးကြီးတွေသိုးတာများဝဲပအိုင်ကြီးတွေထပြီးရောင်ကိုင်းနေတော့တယောက်တယောက်ဒီလိုကြည့်နေကြရတာတနေရာကစရာလို့ကုတ်ရရင်ကုတ်လက်စမဆုံးတော့ဘူးသွေးတွေဆိုတာပေါက်ပေါက်ကျနေတာတောင်အရာကပြေတာမဟုတ်ဘူးစိတ်လို့ကိုလို့ကုတ်ပြီးလို့စက်လာပြီးဆိုတော့လေငရမ်းပြလူဩနေရတာပါရတောင်နေနဲ့တပြန်ပြန်ခတ်သူခတ်မြစ်ထဲရေပြေးစိမ့်သူကစိမ့်နဲ့ဝဲဒုက္ခများလိုက်ပုံကတော့ပြောတောင်မပြောချင်ပါဘူးနောက်တော့ ဝဲကိုလက်နဲ့ကုတ်တဲ့နီးတဲ့ကောင်းတဲ့နီးတွေတွေ့လာကြတယ်။လူများပြောပါတယ်။ကိုကိုကိုကြတက်တာရတက်တာကြောင့်ရှာကြတာကြီးပေါ့။ဘလို့လုံးရင်ရတာခံကောင်းမလဲတွေးကြသူကြီးပဲ။ဝဲမို့ရလာပြီဆိုရင်မြေကန်နာကရွှွန်သေးတွေဘွက်ပုတ်တွေနုံပုတ်တွေနဲ့ဝဲရှိသမျှနေရအကုန်လူကြတယ်။တခါတရံမြတ်တပြင်းမြင်းနဲ့သွေးတဲ့သားတွေကရာသိပ်တက်လာရင်အယိုးပေါအောင်ရတာကလား။ ချက်ချင်းဘွားအိုင်နဲ့ဝုန်းကနဲဆင်းနေပြီးလှိမ့်ညရတော့တာပါရွှွန်တွေလက်ကုတ်ကြီးနဲ့ကော့ကော့လူပြီးရင်တော့အသင်ဖို့ထားရတဲ့မီးဖို့ပေးပြေးပြီးရွှွန်ကြောင့်မီးခင်ရတယ်မီးပြင်းပြင်းနဲ့ကတ်လို့ရွှွန်တွေတပြင်းပြင်းနဲ့ကျွတ်ရွာလာပြီဆိုတော့ရွှွန်ကြောင့်ချက်လိုက်ကိုအတ္တိကြမှာသိရှိလက်ရှိတဖက်ချင်းခွာချရတာကွာကြသွားတဲ့ရွှွန်ချက်တဲ့အရာတက်တွေပသွားတော့တာပဲရာသမျှဝေဒနာတွေပျောက်နေမကဘူး အရသာရှိချက်တော့ဘာနဲ့မှမလဲနိုင်မောင်းဆိုတဲ့အထဲကပေါ့ရွာကိုသမိတ်ကုန်ဘက်ကဂျပန်နေအုပ်လိုက်ဝင်တဲ့နေ့တော့ကကပိုးတိန်တယောက်ကြောက်လွန်းလို့ဒူးရင်များတုံလို့ကိုမြင်နေကြလူမျိုးမဟုတ်တာကတကြောင်ဘာမှမသိပဲနဲ့ဂျပန်ဆိုတဲ့အရှိန်ဝါကြီးကတကြောင်လက်ထဲကတနက်ကြီးတွေကတကြောင်ပါဇက်ကကိုနားမလဲတဲ့စကားတွေတဝူဝူတဝါဝါနဲ့အော်ဟစ်မှန်မဲနေတဲ့အတန်ဆိုးကြီးတွေကတကြောင်ပေကိုကိုဖိုးတိန်ပြင်အကြောင်းကျောင်းတွေကိုတော့ ရေတွက်မပြနိုင်ပါဘူး။ရွာလဲညောင်မင်းကြီးအောက်ကမောင်တတုတုနဲ့ထုလိုက်ရင်ဥဒရာတရွာလုံးရှိသမျှလူကုံကလေးမကြံခွေးမကြံအရောက်ပြေးကြရတယ်။အိမ်ထဲပါတဲ့ကပ်ပုံးနေရခဲ့တာဂျပန်များတွေ့ရင်ပါရိုက်နားရိုက်ကကျန်းနာတာမတော်လို့ကြောက်ကြောက်ကြက်ကြက်တနက်နဲ့ထချိန်လိုက်ရင်ဆိုတာကိုတောက်ကြရတကူ။ယောက်ျားလေးဒီဘက်မှာတန်းစီမိမတွေဟိုဘက်သွားကိုကလေးတွေကိုခေါ်ထားကြမငိုသေးနဲ့မျက်စိမနှောက်သေးနဲ့ မြင်းကျက်ထညက်ပွဲယုံကပွဲသားကြီးဦးချမ်းသာရဲ့သားလှမောင်ကဂျားကနေမြမလို့ပြောပြနေလို့တော်တော့တာပါကိုဖိုးထိန်တို့လူစုဟိုဘက်တီဘက်ကတ်လိုက်ကြရတယ်ဂျပန်သုံးကောင်ကရှေ့ကနေလက်သီးလက်မောင်တန်းပြီးအော်ဂျင်အော့ပြီးရင်ဟုတ်တာမဟုတ်တာထားလှမောင်ကမြမလို့ဘာသာပြန်နေဂျပန်ကတူတူပြောတာကိုသူကရှေ့ချင်းရှေ့နေတာလည်းရှိတယ်မင်းတို့တဲမှာမာစတာတွေကိုတော်လန်မဲ့အကောင်ရှိသလားတဲ့ရှင်ဖော်ရမယ် မာစတာကြီးတို့ကမင်းတို့အိမ်တွေမှာရှာလို့ဖွေလို့မတင်ကားတာတွေ့လာရင်တစ်ဆွေလုံးတစ်မျိုးလုံးမတတ်တာဘူးလို့ပြောနေတာကဲရှိသလားရှိရင်ဖော်ကြသန်းကိုဖိုးတိန်တို့မှာကိုဂျပန်ကိုထချဖို့ထင်တာဘာမဟုတ်ညာမဟုတ်မတင်ကားတရားတစ်ခုတွေ့သွားရင်ပဲကိုဂျိုနေရကြီးဆိုပြီးဖះကိုအာယုံပြုတ်နေရတော့တာပေါ့ဒီကြားထဲမှာရားလိုက်တဲ့ဝဲကဆိုတာစစ်ခနဲ့စစ်ခနဲ့အကျိုးနဲ့ဂျပန်ရှေ့ကြကမှဝဲကဝဲသွန်းနေပြလာပါရောလား ဟဲ့ဟိုကောင်ဘာလုပ်တာလဲကိုဖိုးတိန်ဂျင်တွေဒုံးကနေစောင့်ခုံသွားတယ်လှမောင်က အော်တော်ဂျပန်တယောက်ကပြုကနေလှမ်းကြည့်လိုက်တာကိုတခါတော့သွားရောဟာ ကို့ပြောတာများလားလို့မော့မကြည့်ဝင်ဘူးမျက်စိတွေလည်းပြကနေစိတ်ကနေဘသူများပြောနေတာပါလေထားတဲ့ကိုဖိုးထိန်နဲ့နှစ်တန်းကျော်ကတင်ခွေးပါလားဖရာဖရာတနက်နဲ့ပြစ်ချလိုက်ရင် ကိုရှိကြီးမှာတင်ခွေးကမရက်မဖြစ်လို့ထရရလိုက်တယ် ဂျပန်ကသူ့ယင်ဝါကိုလှန့်သွက်ကြီးနဲ့ထောက်ထားတော့သိမ်းများအောင်ထွက်လို့ဘာလို့လောက်တာလဲပြောစမ်းလှမောင်ကငေါက်ငန်းနေတာကိုတင်ခွေးခမရတော်တော်နဲ့မပြေနိုင်ရှာဘူးသူ့လက်မောင်ကဝဲနာတွေကိုတုံတုံရင်ရင်နဲ့လှန့်ပြတယ်ဒီတော့မှဝဲတွေကပိုလို့တောင်ရွတ်ထလာလိုက်တာတကိုယ်လုံးကိုကူးရောဝဲဝဲရရကြလို့ပါထက်နေတော့တာပါဂျပန်ကသဘောပေါက်သွားပုံမျိုးနဲ့ခေါင်းငိမ့်လိုက်တာကိုတွေ့ရတော့မှကိုဖိုးထိန်တယောက်ဟင်းချရတော့တာလीအ ဂျပန်နေရွာကပြန်ထွက်သွားတော့တရွာလုံးမလုပ်ကြတဲ့မှတ်တုံးကိုရင်ကိုမပြနိုင်ကြသေးဘူး။ညောင်မင်းကြီးအောက်ထိုင်ပြီးဝဲကုတ်ကြတော့တာပဲ။တင်ခွေးကစိုးစုံပေါ့။ကုတ်လိုက်စမ်းဆိုတာများ။သူမှမဟုတ်ပါဘူး။လာသည်များလူတွေအကုန်ကုတ်ကြတာဆိုတာဝဲကုတ်ပွဲကြလို့။ဟောဒီဝဲတွေကလူများရင်သူရားချင်းများ။လူရှုပ်ရင်သူကုတ်ချင်းများ။တင်ခွေးစကားကြောင့်လူတွေအုံငနဲ့ပွဲကြသွားကြတယ်ဒီစကားကအခုတည်းရွာမှာပုံခိုင်းကြတော့ရဲကြရတော့ ိုတုန်းကတော့ရေရဖို့ထင်ထားလို့ဝဲကြောင့်ဘလောက်ဒုက္ခများခဲ့ရတယ်ဆိုတာ ပြောမယုံကြုံဘူးမှသိဆိုတယ်လို့ကိုဒါလောက်ဝဲဒုက္ခနဲ့ရင်ဆိုင်နေကြရတဲ့ဂျားတဲ့ကကိုဖို့တိန်တို့ရွာကလေးစီကိုတကန်တကတဲလာတဲ့ဘားခိုင်ရဲ့တပောင်ကမြမြကြီးကိုပြန့်သွားတော့တာပါငှက်ကြီးတောင်ဓာကြီးလွယ်ထားတဲ့ဘားခိုင်ကသူ့ကြားလာတာကိုပြောတယ်မြင်းညာတနယ်လုံးပြောနေကြတာပဲရာပြီးနေခြင်းသလားကားပြီးသေးခြင်းသလားတဲ့ကဲငထိန်ရ ဒီတပောင်ကတော်တော်ကိုကြောက်စရာကောင်းတယ်အခုငါတို့ရွာကလူတွေမှာတရားအောင်မဝဲမပေါက်ကြအောင်ဝဲတာမပေါက်တာတိတ်လိုက်ကြစမ်းဆိုတာများကွာဒီနေ့မှမတာမချတဲ့နေ့မရှိဘူးအတဟငါတို့ဒီလိုလုပ်ချင်တယ်ဘာခိုင်သေးလာတဲ့တပောင်တိုင်းသားဆိုရင်ကပုတ်တိန်တို့ဝဲပေါက်တဲ့သူတွေကမှဟုတ်ဟုတ်သေးတော့ရပီနေရတာကကားပီတရားတာတက်ကောင်းမေးတာ ਉ တစ်ချိန်လုံးဒုက္ခပေးခဲ့တဲ့ဝဲကိုဒီတပောင်နဲ့ကြာမှာကျမ်းပန်ကျေးဇူးတွေတင်ရသည် ဝဲမပေါက်တဲ့ဇလက်ကုန်းတရွာလုံးကားပြီးတရားမှဆိုတော့ဝဲပေါက်ချင်းကြလွန်းလို့မျက်စိမျက်စံအပြူသားနဲ့ပေါ့ဒီတော့လဲဘာခန့်ရဲ့အကြံဉာဏ်အတိုင်းတရွာတရွာဝဲလက်ဆင့်ကမ်းမှုစီစဉ်ကြတယ်တရွာတရွာဝဲကြိုရမယ်ပေါ့ဝဲကြိုတဲ့ပွဲလောက်ကြဖို့ရွာလူကြီးတွေကစီစဉ်ကြရတော့တာပဲအဲ့ဒီနေ့ကဇလက်ကုန်းရွာကအိုးစီပုံမောင်းတဲ့နဲ့ရွာလုံးကျွတ်ထွက်လာလိုက်ကြတာလူတန်းကြီးကိုမျက်စိတစုံဝဲကြိုလာကြတာ တရားမှကြောက်တာကို ကိုလိုက်မကြိုရင်ကိုဝဲမပေါက်မှသိုးရသေးတာ우ဥသေးဥမွားမိရင်းနဲ့ကကလေးမကြံချီပိုးပြီးဝဲကြိုထွက်လာလိုက်ကြပုံများဂျပန်ခေတ်ကြီးထဲမှာဒီလောက်စီတဲ့ပွဲမျိုးဒီတပွဲအကြုံခဲရဆိုသလိုပါပဲဟိုရွာဒီရွာကလူတွေတဲကဝဲမပေါက်သေးတဲ့လူတွေကလည်းဒီပွဲတဲ့ဝင်နှွဲလိုက်ကြသေးတော့ဘာပြောကောင်းမတုံးဝက်ဝက်ကိုကွဲကြော်ပဲဥတရရွာကဝဲလက်တောင်ပေးရမယ့်သူတွေကလည်း ဝဲနာတွေကပြည်တစိုးစိုးသွေးတယိုယိုကြားတဲ့ကဝက်ကာစားကဖီးကလင်းကားနဲ့ပျော်လိုက်ကြပုံပြတခက်မှတခါဆိုသလိုတနယ်လုံးပြောစမှတ်ကိုဖျက်လို့ဝဲခန့်ရှိသူကတောင်ဂုံရှိနေသေးတော့ဝဲကူးခံမဲ့လူကအောက်ကြရတော့မဲ့အတိုင်းအထုပတာယာအေးတဲ့ဥဒယဆိုတဲ့ရွာကလေးစီကို မကွာမဝေးမျက်မကြမနှေးတာပလူသူစုယုံကျွန်တော်များသလက်ကုန်းက ဇွေမျိုးပေါက်ဖော်တော်တော်သည်မြလူကြီးလူရွယ်လူငယ်ရွှေသွေးကလေးမကြံလာရောက်ကြိုထောက်ခီးများပေါက်ခဲ့ပါပေါ့အเจ้าမဟာထောက်လိုက်တော့တောင်းဆက်ကြဝလာတတိုက်ကနတ်မြားဒေဝရအသေးချာနမိတ်တပောင်ပေးလိုက်တာကြောင့်ရံဘရားဝေးกว่าပါရအောင်လို့ဘရားတရားတန်ငါဆိုတဲ့ရတနာ၃ပါးဥထိတ်မှထားပါလို့ကဲစိုးနေကြရော့မဟက် ဝဲကြိုကြသို့လားမိသင်ငါအပေါင်းတို့ခမားရွာသောမောင်အောရဲ့တန်ဝါကြောင့်ကြီးနဲ့ခွန်းထောက်သို့လိုက်တဲ့အတန်ကြီးဟာဥရရွာတရာလုံးလောမတက်ရပါဘူးခင်းခင်းထသွားတော့တာပါရွာလဲညောင်မကြီးအောက်မှာဂျပန်နေလာတော့ကအတိုင်းဥတရတရာလုံးကလူတွေဆိုတာတအုံးအုံးနဲ့ခက်ပြတ်အခါပြတ်ကြီးတဲ့ပျော်လိုက်ရပုံများဦးသည်ဒိုဘတ်တွေတုံတုံထုပြီးကားတဲ့သူကကလဲတဲ့သူကလဲကွဲတဲ့သူကကွဲ ဥရိယရွာကလည်းကြည်ကျင်နက်နက်ကြီးဝဲလက်တောင်တွေပေးလို့ဇလက်ကုန်းကလည်းလိုလိုချင်းချင်းနဲ့ပဲဝဲလက်တောင်ကိုယူလို့အပြံမှာလည်းလူတန်းကြီးဆက်လို့ကပုတ်ထိန်တို့ကိုပါခိုင်တို့ကာလာသားလူပြိုတိုက်မှာလည်းဒီဝဲကြို့ပွဲမှာအစွန်ထုတ်ကြတဲ့ကွန်းနောက်ကင်အပြိုကျော်ကိုကြီးကန်တောင်မောက်ရှာရတော့တာပေါ့ကွန်းနောက်ကင်သာပြောတာသူလဲဝဲနဲ့ပဲတပြင်းပြင်းကုတ်နေရသူဝဲကကွန်းနောက်ကင်လည်းပဲချမ်းသာပေးမလို့ဘာကြီးပိုးထိန်တယောက်အတွေ့နဲ့နစ်ဝင်ရင်နဲ့ပြုံးလိုက်မိတယ် သူ့အိမ်သူမချစ်တင်ကိုလည်းမျက်သိတဲ့ကွက်ခနဲ့မြင်လိုက်မိရဲ့မချစ်တင်ကတလက်ကုန်းသူအုံထူးထူးသဘင်ရှိကြီးကိုဂျိုတုံးကလေးနှစ်ဖက်ထုံးလို့ယင်ဆဆနဲ့မချစ်တင်ကအဲ့တုန်းကဝဲမပေါက်တဲ့ရွာကကိုလှတာပေါ့ချောတာပေါ့ဒါပေမဲ့ဝဲမပေါက်လို့ကားတဲ့ရမှာကြောက်တဲ့လူတွေထဲမှာမချစ်တင်ကလေးလည်းအပါဝင်ကိုစိုးရိမ်နေတဲ့မျက်နှာကလေးနဲ့အားငယ်နေတဲ့ဟန်ပန်ကလေးကကဖိုးထိန်တဲ့နှလုံးကိုတုတ်တုတ်ထိသွားရောပြောပါတော့သိမကြပါဘူး မချစ်တင်လဲဝဲတွေပေါက်လာပေါက်လိုက်တာမှတကူလုံးအချရတာတော့မရှိဘူးဆိုသလိုပဲဝဲနာတွေတဆူဆူနဲ့ကြားကကပိုးတိန်နဲ့မချစ်တင်တို့ညားကြရတာပါလူကြီး300နဲ့တောင်းရမ်းပြီးကောင်းညောင်းမောင်းကြွေးပြီးမချစ်တင်ကိုဥရယရွာသူဖြစ်အတိမတ်ပြုတ်လိုက်ကြတာနှစ်ပေါင်းအောင်ကြာပေါ့ဝဲဖူးစာလို့ရွာကရဲစရာမောစရာပြောင်းခဲ့စားခဲ့တာကိုလည်းမှတ်မိပါသေးရဲ့ဂျပန်ပြေးမှာကျွမ်းနှက်ကောင်ဘုံတွေလာလာကျဲလို့ ဘုံကျင်တဲ့ပိုက်ကြီးတပြဲပြဲနဲ့ဝင်ပုန်းခဲ့ရတာကိုလည်းသတိရမိပါရဲ့ကလေးတွဲလောင်းသားတွဲလောင်းနဲ့ဘူဒီပတ်သက်လဲတဲ့ကိုင်းနဲ့ပဲနှုတ်ကောက်တဲ့ကောက်နဲ့တပင်းတပန်းရှိခဲ့ရရှာတာကိုလည်းအောင်မေရဲ့ခုတော့မချစ်တင်တယောက်မရှိရှာတော့ပါဘူးအသက်80ရွယ်မှာပဲဘန်းနာရင်ကျက်နဲ့ဆုံးသွားခဲ့ရှာတယ်မချစ်တင်ကိုကိုဖိုးတင်ကမြတ်တာရှိချောင်းပြောဖို့ဆိုဖို့မြောက်ပင့်ပေးခဲ့တဲ့ ငယ်တငယ်ချင်းရောင်ရင်ကြီးဘားခိုင်တောင်သုံးသွားရှာပြီးကိုဘာကြီးဖိုးထိန်ပြောက်ပြောင်မှုပတ်လက်ကြီးပစောင်းမှခဲထားရင် သူရောင်ရင်ကိုဘားခိုင်ကြီးကိုတတိယလွမ်းသွတ်နေလိုက်ပုံများသူရှိကမီးရှို့ထားတဲ့တမရွက်6တွေလည်းပြဖြစ်ကုန်ပါပြီဒီတမရွက်တွေကိုစင်းရင်တုံကြီးတစ်လုံးနဲ့ကျုံထက်လိုက်တယ်ပြီးတော့အုံးစီကိုထဲ့မှွေလိုက်တယ်မဲနဲ့ပြစ်ချွဲနေတဲ့သေးကိုကြည့်ရင်ဘာကြီးဖိုးထိန်ပြုံးလိုက်မိတယ် ဒီစေးတဖုံဖော်အားတာဘာမှခဲရင်တာမဟုတ်ငွေလည်းမကုန်ချိန်လည်းမကုန်ဓမာရွက်နဲ့အုံးစီဆိုတာကတော့ရွာမှာဘယ်ကဖြစ်ဖြစ်ရနေတာပဲဒါပေမဲ့ဒီစေးကဝဲလူစေးဘာကြီးဖိုးထိန်ဖိုးတော့တန်ဖိုးရှိတယ်လေဒီနှစ်ကြကမှဘလို့ကဘလို့ဖြစ်တယ်မသိဘူးဘယ်ကမှဝဲမကြို့ရပါပဲနဲ့ပောက်လိုက်ကြတဲ့ဝဲတွေ နှစ်ပေါင်း၄50လောက်ပျောက်သွားရကအခုစိုင်းမစင်းပုံမစင်းထပေါက်လာကြတာဘာကြီးဖိုးထိန်ရဲ့မြေကလေးတွေဆိုတာများ ရေချိုးဖို့အင်ကြီးချွတ်ပေတော့မယ်ဆိုရင်ကိုငိုတော့တာပဲအသာဖြစ်ဖြစ်တလွားချင်းကလေးခွာချတာတောင်ထွန်းထွန်းကိုလူးလို့ရေမိုးချွတ်ပြီးရင်ဒီတမရွက်ပြချဝဲလူသေးကလေးလူးပေးရတယ်တမဆိုတာအခါအခါကအရာတက်တာတယ်ဩစီကတော့အနာကင်းသေးတယ်လို့ဗာကြီးဖိုးထိတ်ကယူဆပြီးသူ့အတူဖော်လိုက်တဲ့ဈေးပါဂျပန်ခေတ်တုန်းကတော့လူးစရာလည်းမရှိဘူးဒီလိုသေးမီတို့ပဲပေါ့ဝဲသက်ကလည်းတိတ်တော့မကြလိုက်ပါဘူး <laughs> 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 စမိတ်ကုံကဂျပန်တွေပြည့်ပတဲ့ဆိုတော့ဝဲတွေလည်းအလွှာလိုက်ကွာကျသွားတာအံ့ဩစရာဟောငါမြေးတွေရေချိုးပြန်လာပြီဘာကြီးဖိုးထိန်ကစေးရင်တော်ကလေးကိုမယူပြီးဂရင်ကြီးပေါ်တတ်ထိုင်လိုက်တယ်အဝိပတ်ထားတဲ့ဒုံနဲ့စေးရင်တော်ကိုနာနာမွေရင်မြေးတွေကိုတကောင်းစီဂရင်ပေါ်လာဖို့ခေါ်ရောကဲလာကြငါမြေးတွေဝဲသေးလူကြရအောင်ကြုတ်မလူချင်းမှုအပလူပြုံမပေါက်တပေါက်မြေးကြီးကောင်ကငင်းနေဟေးဘာဖြစ်လို့တုံးကွာ ။အာအပသေးတွေကတကိုယ်လုံးပဲချိန်နေတာဟုတ်ဗျကျုပ်ဝစ်တွေပါပွက်ကုန်တာဟုတ်။ဟဲ့ဒါကတရက်နှစ်ရက်ရဲ့မင်းတို့တကိုယ်လုံးအနှက်သက်တွေပွက်ကုန်ရင်ပိုဆိုးတော့မှာပေါ့။လာခဲ့လူးလက်မလူးဘူးဗျာ။ဝဲရတာကုတ်လို့ရတယ်။အပသေးတွေလူလိုက်ရင်ဝဲတောင်ကုတ်ချင်တယ်လို့ကုတ်လို့မရတော့ဘူး။ပျောက်လဲပျောက်တာမဟုတ်ပဲနဲ့။ဘာကြီးဖိုးထိန်တယောက်တမဆေးကားအင်တုံကြီးနားမှာငုတ်တုတ်ကြီးကြံ့ရစ်ခဲ့တယ်။သူ့ဈေးကိုဘသူကားမှလဲအာကိုတကြီးမလိမ့်ညောင်း မြီးရဲကလိမ့်မခန့်တော့ကိုကကိုဖော်တဲ့သေးကိုကကိုပြန်လူရတော့တာပါပဲစေလင်းရင်ကပြုံးစို့သူတို့ငယ်ငယ်က တပောင်းကိုတတိယလိုက်ပြီးတော့ငခိုင်တယောက်ဝဲမပေါက်လို့များတေလီရော့တလားလို့ကြောင်းတောင်းတောင်းတွေးလိုက်မိသေးရဲ့ခင်ခင်သူဝဲကြိုပွဲ2004ခုနှစ်အင်ဂျင်ကြအောင်ရတနာပုံမန္တလေးဝိထုတို့များ thank you